ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြပါစေဝန်ဆောင်ဖရဲတဲ့င်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတော့မြင့်တီကိုပါမေဇမမိုးစပါးစီခွဲကြစေနေပြီးဝဲသူမရှိတလောက်ဖြစ်နေတဲ့တဲ့စစ်ပွဲနိုင်ငံတာကြောင့်ပါကစ္စတန်စစ်တပ်ခေါင်းဆောင်ကိုဗိုလ်ချုပ်ကြီးရောက်တွေ့မြင်ပေးလိုက်တဲ့တဲ့စစ်ကြောက်တော့ရန်အတွက်စေပတ်ဆံထောက်ခံချက်လိုအပ်မဲ့တဲ့ ပြည်သက်များလို့မရှိပါကရော်ကြီးမယူပဲမန်နီပြည်ရာဒီမှာနှုတ်ထပ်ပေးမဲ့တဲ့ရင်ပါပဲအစားရှိတဲ့ပြည်နှင်းပြပါစေဝန်ဆောင်ဖရဲတဲ့ရင်တွေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်တဲ့တပုတ်ကိုတင်ဆက်ပေးကြပါမယ်နေစပါမှုစပါစေခွက်ကြစင်းနေပြီးဝယ်သူမရှိတဲ့လောက်ဖြစ်နေပါတယ်ဒီတဲ့ရင်ကိုတော့မြတ်တူတူကပေးပို့လာတာပါပြည်ဝင်းဆန်စပါးစီကွက်မှာဝဲလိုအားနေတဲ့အတွက်နွေစပါးအသစ်စီကွက်ကြာစင်းနေသလိုမိုးစပါးအဟောင်းစီကွက်လည်းကြာစင်းနေရလို့သိရပါဗျ စဘာစီကွက်ကြဆင်းနေတဲ့အပြင်စဘာဝဲတို့လည်းရှားနေတာကြောင့်မိုးစဘာတူလောင်ထားသူတွေနဲ့နှွေစဘာဆိုင်တောင်သူတွေမှာခတ်ကြုံနေရပါတယ်။ပြပအိုစန်တင်ပုံမှုတွေရောကြတဲ့အတွက်စံကုန်တဲ့ကြီးတွေနဲ့ဆက်ဆက်ပိုင်တွေကလည်းစံစဘာဝဲမူရနာခြင်းပမာဏကိုရှော့ရှော့ဝဲယူခြင်းတို့ကြောင့်စဘာစီကွက်ပြည့်နေရတယ်လို့သိရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့စပါးစင်းလုံးတွေကနှွေစပါးဆိုရင်အညာသားစပါးကအစိုးအလျှောက်ပေါ်လိုက်ပြီးတော့အမြင့်ဆုံး14သိန်းကျပ်လောက်ထိသာဈေးရရှိနေတယ်လို့သိရပါတယ်။ GW11 စပါးစာပိုးသား BNN နဲ့ New Era စပါးအသစ်တွေကတော့စပါးတရာကို17သိန်းကျော်ဝန်းကျင်သာရှိတယ်လို့သိရပါတယ်။စပါးစီနှောင်းဟာနေရာဒေသအလိုက်ဈေးနှုန်းပြောင်းလဲကွာရှာမှုရှိနိုင်တယ်လို့သိရပါဗျ ပြီးခဲ့တဲ့မိုးရသည်ကထွက်ရှိခဲ့တဲ့မိုးစပါအဟောင်းတွေကတော့ဝေတိုရင်မော်ပြီးနန်ကောက်၊ကရင်မားစတဲ့စံကျဲအုပ်စုဝင် စပါးတွေကတော့စပါးတင်းတရာကိုမှ16သိန်းမှ18သိန်းကျပ်ဝင်ကျင်တာရှိတော့တယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါမယ်။စစ်ပွဲနိုင်ငံတာကြောင့်ပါကစ္စတန်စစ်တပ်ခေါင်းဆောင်ကိုဗိုလ်ချုပ်ကြီးရတို့တွင်ပြေးလိုက်ပါတယ်။ဒီတင်ကိုတော့ငင်းချောင်းဝါပြပူလာတာပါ။ ပါကစ္စတန်ဆိုရဟာပြီးခဲ့တဲ့မေလဇန်ပိုင်းတော့ကအိန္ဒိယနဲ့ပြပွားခဲ့တဲ့စစ်ပွဲမှာအနိုင်ရအောင်ဆက်ဆောင်ပေးနိုင်ခဲ့လို့သတ်မှတ်ပြီးစစ်တပ်ခေါင်းဆောင်ဗိုလ်ချုပ်မူနီယာကိုဗိုလ်ချုပ်ကြီးရာထူးအစင်အတီတွေ့မြင်ပေးခဲ့လို့သိရပါတယ်။ဒီလိုတွေ့မြင်ပေးခဲ့တာဟာစစ်ပွဲနဲ့ပတ်သက်ပြီးမူနီယာရဲ့ဆက်ဆောင်ရုံကူပြခဲ့တာဖြစ်ပေမဲ့အိန္ဒိယနဲ့ပုံမှန်ဆက်ဆံရေးရှိနေကိုမရောက်သေးတာကြောင့်ပါကစ္စတန်စစ်တပ်ကိုဆက်တိုက်မြင့်တင်ပေးဖို့လည်းရည်ရွယ်တာဖြစ်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ကလေကြောင်းကနေအပြင်းအထန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့နေဆက်မြင့်တစ်ချောင်းမှလည်းလက်နက်ကြီးတွေနဲ့ ိတ်အပြန်အလှန်ပြစ်ခတ်တိုက်ခတ်ခဲ့ကြပြီးမေလ10ရက်နေ့မှာယာယီပြစ်ခတ်ရဲစံပြုလုပ်ခဲ့တာဖြစ်ပါတယ်။ယာယီပြစ်ခတ်ရဲစံပြီးရနောက်မှာအပြစ်ခတ်ရဲစံသဘောတူညီမှုကိုရှုဖောက်တယ်ဆိုတဲ့ဆိုဆဲမှုတချို့ကိုနှစ်ဖက်လုံးကလှုပ်ဆောင်ခဲ့ကြပေမယ့်ပြင်းထန်တဲ့တိုက်ခတ်မှုတွေဆက်လက်ဖြစ်ပွားခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းတဘုတ်ကိုတင်ဆက်ပေးကြပါတယ်။စေချောက်သုံးမှုအတွက်စေပြဆံထောက်ခံချက်လိုအပ်မယ်လို့သိရပါတယ်။ဒီတင်ကိုတော့ငင်းကြောင်ဝါပြပူလာတာပါ။ ဆွေးကြတရားဝင်သုံးဆွဲမဲ့သူတွေအနေနဲ့သုံးဆွဲဖို့အတွက်လိုအပ်တယ်လို့အတူပြုထောက်ခံမဲ့စစ်ဘက်ဆန်ထောက်ခံချက်ရှိမှသုံးဆွဲဖို့ရှိမယ်လို့ထိုင်းကျမရဲ့ဝန်ကြီးဌာနကသတင်းထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံမှာလွန်ခဲ့တဲ့တုန်းကလောက်ကစတင်ပြီးကျမရဲ့ကြွယ်လိုအပ်တဲ့သူတွေကိုဆွေးကြတရားဝင်သုံးဆွဲခွင့်ပြုခဲ့တာပါ။ဆွေးကြပါဝင်တဲ့ကူကီတွေ၊ချောကလက်တွေပါဝင်တခြားနေရာတွေနဲ့သုံးပြုခွင့်ပေးခဲ့တာဖြစ်ပါတယ်။ထိုင်းကျမရဲ့ဝင်ကြီးဆက်ဆက်တင်စုတန်ကမလိုလားအပ်တဲ့ကြိုတရားမှုတွေဖြစ်ပေါ်စေဖို့နဲ့ဥပဒေရှုမှတ်မှုတွေမြင့်တက်လာတာကြောင့်တရားဝင်စစ်ကြောင်တုံဆဲတဲ့လူတွေအ နေနဲ့ကျန်းမာရေးဝန်ကြီးဌာနကခွင့်ပြုချက်ရဖို့အတွက်လိုအပ်မှာဖြစ်သလိုဒီသက်မှတ်ချက်ဟာနိုင်ငံသားတွေနဲ့မကဘဲနိုင်ငံခြားသားတွေကိုလည်းကျုံးဝင်နေလို့ပြောကြခဲ့ရပါစေကြောက်ကိုကျမရဲ့အတွက်လိုအပ်တဲ့သူတွေကိုတရားဝင်30ခန့်ပေးလိုက်ပြီးနောက်မှာစေကြောက်30ဖို့အတွက်ထိုင်းနိုင်ငံကိုလာရောက်တဲ့နိုင်ငံခြားခီးသွားအဲ့တဲ့ဦးရေမြင့်တက်ခဲ့လို့လည်းသိရပါတယ်။ဆက်လက်ပြီးအာခစားတဲ့ပုံကိုလည်းလက်ခံရရှိထားပါသေးတယ်။ပြည်သက်များအလို့မရှိပါကရော့ကြီးမယူပဲမန်နီပြည်ရာတို့မှနှုတ်ထွက်ပေးမယ်လို့သိရပါတယ်။ သတင်းကိုတော့ငင်းကြောင်ဝပြပို့လာတာပါမန်ယူနီပြအီမိုရင်ကယူပါလီဘိုလူပွဲမှာစပောက်ယုံနေခဲ့ပြီးတဲ့နောက်မှာပရိသတ်တွေဘက်ကသူ့ကိုမန်ယူနီပြရာဒူနဲ့မထိုက်တန်ဘူးလို့သတ်မှတ်ပြီးအလိုမရှိတော့ဘူးဆိုရင်ရာဒူကနေရော်ကြီးမယူဘဲနဲ့နှုတ်ထွက်ပေးသွားမယ်လို့ပြောကြခဲ့ပါတယ်။ မန်ရွယ်တင်ဟာရှည်စွမ်းနဲ့အခွင့်အရေးရှိမှုပိုင်းမှာပြပြတသားအသာစီရခဲ့ပေမဲ့ပထမပိုင်းမှာပေးလိုက်ရတဲ့ကိုကိုပြန်မရှိပါနိုင်ခဲ့တာကြောင့်ရှုံးနေကြတာပါအေမိုရင်ကရှုံးပွဲအတွက်စဉ်ကျင်ပေးတာမျိုးမလုပ်ချင်သလိုရှုံးပွဲအတွက်သူ့မှာပဲတာဝန်ရှိတယ်ဆိုတာလိုပဲခံယူထားတာကြောင့်အသင်းဘုတ်ဖွဲ့နဲ့ပြည်သက်တွေဘက်ကသူဟာမန်ယူနီပြက်ရာတို့နဲ့မထိုက်တန်ဘူးလို့ဆုံးဖြတ်ခဲ့မယ်ဆိုရင်လက်ကျန်ဆိုင်တဲ့တန်အတွက်ရော်ကြည့်ပေးစရာမလိုပဲရှာသူကညံ့ညွတ်ထွက်ပေးသွားမယ်လို့ပွဲပြီးမှပြောကြခဲ့ရပါဒါပေမဲ့မန်ရွယ်တင်ကိုပြပြပြောင်းလဲမှုတွေတာဝန် လုံဆောင်နေတဲ့အသင်းပိုင်ရှင်စာဂျေရက်ကလစ်ကတော့အီမိုရင်ကိုဖွဲပြီးမှသိဆောင်အပ်ပေးခဲ့လို့သိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။တချို့အပ်ပေးကြပရိသတ်များအားလုံးကျန်းမာရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။